နေနေမွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလမှာအပြိုင်ဆိုင်အလုံးကိုကြော်တော့အောင်မြင်မယ်ရှင်မန်းချက်မြန်မာစွာထားပြီးတိုးတက်မှုကိုဖန်တီးနိုင်တယ်ရှင်ပြိုင်မှုအလုံးကိုကြော်လွားပြီးဘဝတိုးတက်မယ်ကာလရှိတာဆိုင်ငံ့နေတဲ့အမှန်သမျှကို အောင်မြောင်ဆွဲနိုင်စွာရှိတယ်။ကိုယ်ပိုင်ယက်တီချက်နဲ့ဒုက္ခဉ္ဇင်းရဲ့အနစ်သာရကိုရမယ်။တိုးတက်မှုအောင်မြင်မှုတွေရဲ့အနစ်သာရကိုရမယ်။ပညာတတ်ကိုသုံးချနိုင်မယ်။ဝေဝေနဲ့ဝေထွက်တယ်မမြဲဘူး။ကိုယ်ကိစ္စတွေသူတော်ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်။လုံးသမျှလူသိရှင်ကြဖြစ်မယ်။လျှော့ဝဲရမရဘူး။စံအရင်းနေရာကောင်းသောကံကြမ္မာနဲ့တိုးတက်မှု ဖြစ်တည်တော်မူတယ်။ ဆောင်းနေရရန်တိုက်ခနေနဲ့ထိတ်တိုက်တွေ့ရတတ်တယ်။အနောက်တောင်ရကုဥတီသွားစရာနဲ့ဖြစ်တတ်တယ်။မနေ့ကိုးနိုင်နဲ့ဆယ်နိုင်ခွဲတွင်သတိထား။ရက်နေ့ကမိကောင်းဆွေကောင်းထောက်ပြုရမယ်။လူလေးရောက်အတူတူကခီးသွားခြင်းမပြုရဘူး။အနောက်ရကုဥတီသွားစရာနဲ့ကြီးဆက်ရမယ်။နေ့တနိုင်ခွဲနဲ့ညနေ၃နိုင်တွင် အသွာလာကြီးဆက်ရမယ်။၁၈ရက်နေ့မှာ ထူးခြားသောကံပွင့်ပဲမိကောင်းဆွေကောင်းထောက်ကူရမယ်စုပေါင်းလုပ်ကံကြိုးပေးခြင်းနဲ့တိုးတက်ခြင်းကြီးရှိမယ်စကောရဲ့နေ့မှာရဝေးမှကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းသတင်းစကားတွေကြုံမယ်20ရဲ့နေ့မှာဝိတေကံကောင်းမဲ့လက်ဖွဲ့မဲ့အတူရှိရပြည့်စုံမယ်20ရဲ့နေ့မှာရန်တိုက်ခံများနဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံမယ်အနောက်ရက်ကိုတည်စွာစေအနေရှိတဲ့တဲ့မနစ်ညနေ့ တဏ္ဍာခွဲကနေညနေသောတိုင်းတွေကိုအသွာလာနေတိုင်းယူဆက်မယ်အဲ့ဒီကဓနာစိတ်တွေနဲ့ခတ်ဆန့်ရှင်သော နေ့တစ်ခုလည်းဖြစ်ပါတယ်ဒီကာလအတွင်းမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်တော်ရှဲဖြစ်တတ်တယ် တလေးကိုကနန်းနေကြိုးပေးပါလေအညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါဂျူနာ20ရက်နေ့မှာပတ်စံအကျွေစိတ်30စိတ်ကိုပလတ်စတစ်လေးတစ်ခုထဲမှာထည့်ပိတ်ပြီးတော့ပတ်စံထည့်ထည့်ပြီးစောင်းထားပေးပါထူးခြားစွာငွေကြေးကံကောင်းခြင်းနဲ့လက်ဝင်ခြင်းနဲ့အနာဂတ်မှာဖြစ်ပေါ်လာပါလိမ့်မယ် ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းကာလရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ် တပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပြင်ရွေးမယ်တွက်ဆထားတာနဲ့လက်တွေ့ကွာဟမယ်ယံတိုက်ခံနေတဲ့ထိတ်တိုက်တွေ့မယ်ဝေချေးပေးယူကိစ္စတွေမှာအငင်းပွားစရာကြုံမယ်တပားသူကြောင့်မိမိရည်ရွယ်ချက်တွေမှာနှောင့်နှေးကြံ့ကြာခြင်းကြုံမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်ယံနောက်ချက်တွေနဲ့ထိတ်တိုက်တွေ့မယ်အတိုက်ခံကြတဲ့မှာဘဝတိုးတက်မှုတွေကိုဖန်ပြယူခြင်းကိုချုပ်တွေ့နိုင်တယ် 15ရက်နေ့မှာ ပြဿနာများတဲ့နေ့စိန်တော်ဆယ်များတဲ့နေ့ဖြစ်တယ်16ရက်နေ့ကမေကောင်းဆွေကောင်းထောက်ကူရခြင်းဘဝကံတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းရှိအဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုဒီသွားစရာနေ့ရှိတဲ့တဲ့မနေ့ကိုးနိုင်တဲ့စင်တိုင်းခွဲတွင်သွားလာယူဆမယ်16ရက်နေ့ကတော့လူမျိုးခွဲအချိုးပေးခြင်းပြောင်းလဲမှုနဲ့တိုးတက်မှုခံပွင့်ခြင်းနဲ့ရှိမယ် ဆက်ရှိရနေရငွေစုလိုက်ဝယ်မယ်မထင်မှန်ဖဲဒုစမြအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရှိ16ရက်နေ့မှာအထင်မှားခံရတဲ့16ရက်နေ့မှာလူမျိုးခွဲချိုးပေးမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေချိုးပေးမယ်ဝေးကြီးကလုပ်ငန်းကံကောင်းခြင်းချိုးမယ်ဆက်ရှိရနေ့မှာငွေကြီးကံကောင်းမယ်လက်ပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ် 19ရက်နေ့မှာ မတော်တဆထိခိုက်ဝင်ရဲ့ကျူးဆက်ရမယ်။မှန်တာနဲ့လက်တွေ့ကြမယ်။စိတ်နှောင့်စိတ်တွေများမယ်။20ရက်နေ့မှာပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးတော့တိုးတက်မှုရှာမယ်။ရများမယ်။အတိုက်ခံတဲ့ထိတ်တိုက်တွေမယ်။21ရက်နေ့မှာမတော်တဆထိခိုက်ဝင်ရဲ့ကို အထူးပြုပြီးကျူးဆက်ရမယ်။ အနောက်ရက်ကိုဒီသွားစရာနေရှိတဲ့နေ့တနင်္ဂနွေနဲ့သုံးနိုင်တွင်သွားလာကြည့်ဆက်ရမယ်။အဲ့ဒီ၂၀တရက်နေ့ကဒနာသီတိနဲ့ကစမ်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်ပွင့်ကပွင့်စေခြင်းတွေအတွက်စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိမယ်။ဒီကလာတော်တွင်မှာတင်းလာနေသောချာနေဗုဒ္ဓနှင့်ဝေသူတွေကိုကောင်းကျိုးပေးမယ်။ တနေ့ကတွင်နေငါနေမွေးစုများကြောင့်စိန်အောင်ဆက်ဖြစ်မယ်။ငါးခုကိုကနန်းနေအချိုးပြည့်တဲ့အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုအချိုးပြည့်တဲ့အရောက်များဖြင့်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်ပါ။ကောင်းချင်းကံကြမ္မာများရစေရန်အတွက်အဖြူရောင်ပတ်ဝန်းတို့ကိုဖျားကတ်လူပူဇော်ပြီးတို့ရာဆုတောင်းပါ။ယေရှုတည်ပါတယ်။ အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့တော်တွင်မှာအလိုပြည့်စုံခြင်းဘဝတို့တဲ့ခြင်းကံမြမာခြင်းနေ့ရှိမယ်အလုံးစင်တို့တဲ့မယ်လောဘကွေပုံပုံရရှိမယ် ရာထူးစင်တို့တယ်မယ်အခဲခဲဖြစ်ရှင်းနိုင်မယ်ရှင်ပြန်မှုအောင်မြင်မယ်လူမျိုးခွဲအချိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအချိုးမြတ်ကောင်းစွာရရှိမယ်ပေါ်ပေါက်လာတဲ့စေကုကြံကြံတို့ကိုလက်တွေ့ခံတဲ့ဖို့ရတည်တော်တယ်အလုံးရှာခြင်းလုံးလျှောက်ခြင်းတွေ့ကောင်းတယ်ပြိုရွယ်သူတွေမှစမ်းပွင့်တယ်ဝေးကြီးကိစ္စတွေမှာမြုံနယ်လိုက်ရဲ့ ထူးခြားတဲ့အကျိုးဆက်တွေရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်15ရည်နှစ်မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ရှိ16ရည်နှစ်မှာရှင်ပြိုင်မှုအောင်မြင်မယ်ဝင်ဖတ်မတင်မှုတိုက်ခတ်များမယ်မတော်တဆထိခိုက်မှန်နေရုံနဲ့ကျူဆက်ရမှာပေါ့အနောက်တောင်ရောက်ကုန်တည်သွားစရာညည်းရှိတတ်တယ်မနေ့ ကိုနိုင်တဲ့ဆယ်နိုင်ခွေတွင်သွားလာယူဆမ်းဆက်ခွန်ရည်နေမှာရံများမဲ့တိုက်ခတ်များမဲ့ထင်လွဲမှုတွေဖြစ်ရှင်းရတဲ့စိတ်ရှုပ်ထွေးရတဲ့တဲ့ဆယ်ရှင်းနေမှာမိကောင်းဆွေကောင်းထောက်ယူရမယ်မထင်မှပဲအမျိုးသမီးမိတ်ဆွေတီတီခဲ့ထူအကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းဖွင့်သွားမယ်စကောရည်နေမှာ ခရီးကိစ္စအစီအပြင်မယ် ်လူမျိုးကွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်စဉ်ပြမယ်ပစ္စည်းပြောက်တတ်တယ်20ရက်နေ့မှာငွေကြေးခံကောင်းမယ်လက်ပွင့်မယ်လူရပြည့်စုံမယ်ဘဝတွတ်တက်အရာရာဆင်ပြေမယ်21ရက်နေ့မှာသင်းစားထိခိုက်မှန်တဲ့ကူဆက်ရမယ်ရံများခြင်းနဲ့မတော်တဆညဖြစ်ပေါ်တတ်ခြင်းတွေကိုဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစေခြင်းရှိတတ်တဲ့နေ့တနင်္ဂနွေနဲ့သွားလိုက်၊သုံးနိုင်တွင်သွားလာနေတိုင်း ထူးပြပြီးကျဆိုင်ရမှာဖြစ်တယ်။အဲ့ဒီ20ရက်နေ့ဂျူနာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။အကျွေးစေ20ကို အမွှေးနဲ့သာပြန်ပြီးလူနဲ့ဆောင်ပေးပါ။ဒီကာလအတော်တွင်းမှာကျသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးစုတွေကောင်းကျိုးပေးပြီးတော့တနည်းလာတော့ကြမွေးစုတွေဒုက္ခပေးမယ်။36ခုကနန်းနေကျိုးပေးတယ်။အပြာရောင်ပန်းရောင်မိခိုးရင်ရောင်တို့ကိုဝစ်စင်သုံးဆွဲပြီး အလုံးရှိရကိစ္စဆောင်ရွက်ပါပန်းရောင်နေစီဝင်နေတဲ့ဘုရားကတူပူဇော်ပြီးအလုံးရှိရဆုတောင်းရင်ဆုတောင်းပြေပါရဲ့ကျေးဇူးတင်ပါရဲ့သူနဲ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်နေ့စပြီးတော့27ရက်နေ့အတော်တွေမှာရှင်မချက်ရည်ရွယ်ချက်တရားမြင်မယ်ဝေကြီးကံကောင်းမယ်လက်ပွင့်မယ် စုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တူလုပ်ငန်းကျင်းတို့ရဲ့ကောင်းသောအကျိုးကျေးဇူးရမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ကျမ်းမိန်တဲ့ငယ်ချူကြမယ်အမျိုးသမီးမိတ်ဆွေကြီးကဲဒုထာကူညီရမယ်စားပွင့်ခြင်းအိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သောဆုံးဖြတ်ချက်အခြေအနေနဲ့ပတ်သက်သောဆုံးဖြတ်ချက်ချမ်းမြေ့ခြင်းတွေကြောင့်မယ်အလုပ်ကိစ္စဆောင်ရွက်စဉ်ပြင်ပြီးကြီးကဲမြတ်ထံက ကောင်းသော၆ခုရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှုတွေရှိမယ်15ရက်နေ့မှာကိုလိုသမျှအောင်မြင်မှုနဲ့တိုးတက်မှုရှိ16ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်မတော်စရကြီးဆက်ရမယ်ရန်တက်ခနေနဲ့ထိတ်ထိုက်တွေ့မယ်အနောက်တော်ရက်ကိုတည်သွားစရာရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာကြီးဆက်ရမယ် 18ရက်နေ့မှာငွေချေးခံတုံကန်ကစီပွားခံထူကောင်းပြီးတွတ်တက်တဲ့ကံနေပေါ့မယ်။17ရက်နေ့မှာရန်တိုက်ခံတဲ့တွေ့တတ်တဲ့လှည့်စားသူတွေနဲ့တွေ့တတ်တဲ့19ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ရှေတို့လောက်ကင်ခြင်းနဲ့ကြိုးပေးပြီးတွတ်တက်မယ်။အထူးကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့20ရက်နေ့မှာရန်ပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်။သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ကြီးမားချက်တွေမှနှောင့်နှေးမယ်။21ရက်နေ့ကတော့ အရာရာစင်ပြေခြင်းဒုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းရှိမယ်ဒါပေမဲ့အနောက်ရကုန်တည်သွားစေနေရှိတတ်တဲ့နေဖြစ်တဲ့ပတ္တဆတ်နေအထုသတိထားမယ်နေတဏ္ဍခွဲနေညနေသုံးနိုင်တွင်အသွါလန်နေတိုင်းယူဆက်မယ်အဲ့ဒီမှာတဏ္ဍသိတိနဲ့ကစမ်းရှင်တဲ့နေဖြစ်တဲ့ပိုက်ဆက်တထောင်တန်တည်းကိုမွေးနှံသာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါ တနင်္လာနေ့သောကြံနေ့ကနေ့ဝိသုတွေကောက်ကျိုးပေးပြီးတော့ဇာသပတိစနေနေ့ဝိသုများကြောင့်စေနောက်ရှဲဖြစ်တတ်ပါတယ်369ခုကနန်းနေ့ကျိုးပေးပါတယ်ပန်းရောက်နေအောင်ချက်သွေးရောက်တော့ဝတ်ပြီးလို့ရှိရကိစ္စဆောင်ရပါဝေကြီးလူငယ်ရေအစားကောင်းကျင့်ကံနေရဖို့အတွက်ပန်းရောက်ပတ်ဝန်းကျင်ဒီဖျားကတ်လူပူဇော်ပြီးလိုရဆုတောင်းပါကျေးဇူးတင်ပါတယ်ဇာသပတိနေ့ဝိသုအားလုံး မင်္ဂလာပါ2025ဇူလ15ရက်နေ့21ရက်နေ့တော်တွင်မှာစူပေါင်းလုပ်ငန်းကျိုးပြင်မယ်မိကောင်းဆွေကောင်းတောက်ကူရမယ်ရည်မှန်းချက်စေအောင်မြင်မယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ကံမြမခြင်းရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောတိုးတက်သောစကားချုံမယ်မင်္ဂလာကိစ္စများပံဝင်ပတ်သက်ရတတ်တယ် ရီမချက်စစ်တွေရွယ်ချက်စစ်တွေထူးထူးခြားခြားအောင်မြင်မယ်။ဝေကြီးခန္ဓာလုပ်ငန်းခန္ဓာထူးထူးခြားခြားတွေ့တယ်မယ်။ဒီတပတ်အတွင်းမှာမင်္ဂလာဆောင်ဖိတ်စာတစ်ခုဖိတ်ကြားခံရရင်အဲ့ဒီမင်္ဂလာဆောင်ဖိတ်စာကိုသေချာသိမ်းဆဲထားပါ။အိမရာလက်ပွင့်စေတဲ့ကံပွင့်စေတဲ့ထူးခြားတဲ့ကံတွေပေါ်ပေါက်လာတယ်။ထူးခြားတဲ့မင်္ဂလာရေးရာတွေဖြစ်ပေါ်လာနိုင်တယ်။အဓိက15ရက်နေ့မှာစူပေါင်းလုပ်ငန်းကျိုးပဲမေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်16ရက်နေ့မှာဆက်စားဖောက်ခံရတဲ့ လူလိန်လူကောက်တွေ့တယ်တဲ့မတော်တဆနေကိုလည်းအထူးပြုဂရုဆက်ရလိမ့်မယ်အနောက်တောင်ရက်ကိုသွားစင်အနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာဂရုဆက်မယ်18ရက်နေ့လုံးသမျှအစဉ်ပြေသွားမယ်အောင်မြင်သွားမယ်မိကောင်းဆွေကောင်းထောက်ခွေရမယ်16ရက်နေ့မှာရံများမယ်မတော်တဆနေကိုဆက်ရမယ်ညာချင်ညာလက်မှာသေစားထိခဲ့မှုဖြစ်တတ်တယ်19ရက်နေ့ဟာ ရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းဆုံးဖြတ်ချက်မှန်ခြင်းရှိမယ်20ရည်နှစ်မှာလုံးဝမလုံတော့ဘူးလို့ဆုံးဖြတ်တဲ့ကိစ္စပြန်လို့ဖြစ်လိမ့်မယ်ရတ္တန်နဲ့လူတွေပြန်လဲစတင်လိမ့်မယ်21ရည်နှစ်ဟာကံကောင်းခြင်းလက်ပွင့်ခြင်းနဲ့တိုက်ဆိုင်နေတဲ့ဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့အဲ့ဒီမှာပိုက်ဆံတရွက်ကိုအမွှေးနှံစာပြန်ပြီးလူနဲ့ဆောင်လုံးသမ ्या လဲကောင်းတယ်ဒါပေမဲ့အဲ့ဒီနေ့မှာ မတော်တဆထိခိုက်မှန်တရားကိုအနောက်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တယ်။နေတဏ္ဍာရွယ်နဲ့သုံးတိုင်တွင်သွားလာနေထိုင်ဂယုစိုက်ရမှာဖြစ်တယ်။တနည်းလာနေအင်္ဂါနေ့တောက်ချာနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသာပတိနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်ညီရောင်ချက်သွေးရောင်တို့သုံးမှာ369ခန်းနဲ့သုံးမှာပန်းရောင်ပန်းပွဲဖျက်ကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်။ကျေးဇူးတင်ပါတယ်။ တောက်ချန်နေမွေသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်15ရက်နေ့21ရက်နေ့အတွင်းမှာငွေကြေးကံကောင်းမယ်လူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝရည်မှန်းချက်တွေရှေ့တုန်းလုပ်ပြီးတိုးတက်သွားမယ်အခက်အခဲဘလောက်ရှိရှိဒီချိန်မှာအားလုံးကိုကြော်လွှားပြီးတလန်းရောက်ဗဏ္ဍီနိုင်လေး ဇတ်တန်တဲ့လူတွေပြန်လဲစတဲ့နေဆိုင်ငံထားတဲ့လူတွေပြန်လဲဆင်းပြေမယ်ပိတ်နေတဲ့လမ်းကြောင်းကုန်ပြန်ပွဲမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့ဘဝတွတ်တက်မှုရဲ့နှစ်သာရတွေအထူးတလည်းကောင်းသောနေထားနဲ့တွတ်တက်တဲ့ခန္ဓာဖြင့်ပေါ်ပေါက်ကြိုးပေးသွားမယ်သူတမန်နဲ့ကိုယ်နဲ့ကြာမတူတဲ့ရှုတော့နေရနေတွေးပြီးလှုပ်လိုက်တာတွေကနေတွတ်တက်တဲ့လမ်းကြောင်းနေကိုယ်ထံရောက်လာမှာ15ရင်းနေမှာ ဝေကြီးခံကောင်းမဲ့လက်ဖွဲ့မဲ့16ရင်းနေမှာမတော်တဆနေခေဆယ်မဲ့ရန်တက်ခံနေဖြစ်တတ်တယ်။အနောက်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။မနေ့ကိုနိုင်နေဆယ်နေခွဲကြသတိထားမယ်။16ရင်းနေမှာလက်ဖွဲ့ကံဝင်ခြင်းနဲ့အခက်ခဲပြည်လည်ခြင်းနေရှိမယ်။17ရင်းနေမှာမထင်မှတ်ဖဲငွေဝင်မဲ့ရန်တော့ဖြစ်ရတတ်တယ်ပฏิပက္ခရှိတတ်တယ်။၁၉ရက်နေ့မှာမထင်မှတ်ပဲတို့ရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းနဲ့ပုံမဲ့ ယနေ့မှာရတ္တနဲ့လှုပ်တယ်ပြန်လဲစခြင်းရပယ်ခွင့်ပြန်လဲရရှိခြင်းကြောင့်ပဲ20ရက်နေ့မှာ မတော်တဆထိခဲ့ပွင့်နေကြိုးဆက်ရမယ်အဲ့ဒီကဓနသိတိနဲ့ခန့်နဲ့စမ်းရှင်တဲ့နေ့လည်းဖြစ်တယ်အဲ့ဒီမှာဝိဆက်ကုတရက်ကိုအမွေးနဲ့သာဖြန်ပြီးလူနဲ့ဆောင်အဲ့ဒီမှာမတော်ဆနေကအနောက်ရက်ကိုတည်သွားစေတဲ့ရှိတဲ့တဲ့နေကင်းတနိုင်ခွဲနဲ့သုံးနိုင်ခွဲ ုံးနိုင်အတွင်မှာသတိထားနေခင်းတဏ္ဍန်ခွဲနဲ့သုံးနိုင်အတွင်မှာသတိထားပါအနည်းရှိတတ်တယ်တနေ့ဒါကလအတော်တွင်မှာစိဝလလပါတရားတော့ကောင်းပါမယ်အဲ့ဒီချိန်လေးကိုပဲနေငယ်အညာရှိတာပါဒီတပတ်တော်ကလအတွင်မှာတနေ့လာနေ့ကြာသာပတိနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနေ့ကနေ့စနေမွေးသူများကြောင့်စိန်တော်ဆက်တည်ရှိတတ်တယ် တင်ငါကိုကနန်းနေချိုးပြီးတယ်အပြာရောက်မိခွတ်ရောက်နှုတ်နှစ်ရောက်နေသောပြီးလို့ရှိရကိစ္စဆောင်ရနိုင်တယ်အဖြူရောက်နေကဲမှာတထဲကို အမွေးနတ်သာပြန်ပြီးလူနဲ့ဆောင်မှာ ကောင်းခြင်းခံနေရပါမယ်ကျေးဇူးတင်ပါစနေနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ 15ရက်နေ့ကနေ21ရက်နေ့တော်တွင်မှဆုံးဖြတ်ချက်မှန်ကန်မယ်ရပိုင်ခွင့်ပြန်ရမယ်ခရီးကံကောင်းမယ်ယင်းဤသူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တက်ခနေနဲ့ထိတိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြင်ဘူးဥတီကျဲပြောင်းခြင်းချိုးပြခြင်းရှိမယ်လူမျိုးဝဲချိုးပြမယ်15ရက်နေ့မှာရန်နဲ့ရှင်ပြလောက်ရမယ်အယူဆမတူသူတွေတွေ့တဲ့16ရက်နေ့က ရာရာစင်ပြေပဲကံကောင်းမဲ့တို့ရာပြည့်စုံမဲ့16ရည်နှစ်မှာလူဘုကိစ္စဘုရင်ကြုံမဲ့ရှင်ပြန်မှုအောင်မြင်မဲ့17ရည်နှစ်မှာရန်တိုက်ခံတဲ့ကြုံမဲ့အထင်မှားမှုတွေဖြစ်ရှင်းရမဲ့19ရည်နှစ်ထူးထူးခြားခြားကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းတွေကြုံမဲ့20ရည်နှစ်ခရီးကံကောင်းမဲ့လူမျိုးွယ်ကျိုးပေးမဲ့အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမဲ့20ရည်နှစ်မှာငွေရေးချေးကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းတို့ကို ကျုပ်တွေ့ရမှာဖြစ်ပါတယ်ဒီကလာအတွဲမှာအထူးသတိထားမယ်ရဲ့နှစ်ရက်ရှိပါတယ်ပတောရဆန်ရဖြစ်တတ်တဲ့ရဲ့16ရက်နေ့ဂျူလာအဲ့ဒီမှာအနောက်တောင်ရက်ကုန်တီသွားစဉ်နေ့ရှိတတ်ပါတယ်မနေ့9ရက်နေ့10ရက်အတွင်းဖြစ်ပါတယ်21ရက်နေ့မှာတခါအနောက်ရက်ကုန်တီသွားစဉ်နေ့ဖြစ်တတ်တဲ့နေ့တနင်္ဂနွေနဲ့ညနေ3ရက်အတွင်းဖြစ်ပါတယ် အဲ့ဒီ20နှစ်မှာထူကြကြနောက်တကူကဒနာသိတိနဲ့ခက်စမ်းရှင်နေနေဖြစ်တယ်အဲ့ဒီနေ့မှာလက်ပွင့်ကပ်ပွင့်စေရပိုက်ဆံကြွေစေတို့ကို30ကိုပလတ်စစ်တဲထည့်ပြီးလူနဲ့ဆောင်ပေးထူထူကြကြကောင်းတဲ့နေတာရှိဒီကလာတပတ်တာအတွင်းတနင်္ဂနွေသောကြစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့ဇာသပတိနေ့မွေးသူများကြောင့်စိန်နောက်ဆက်တီကတိကောင်းနေဖြစ်တတ်တဲ့နှစ်ခုခုကနန်းနေ့ကျိုးပေးတယ် အဖြူရောင်ဆင်းရောင်မိခိုရောင်တို့ကိုဝစ်စင်သောင်းဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူပန်းဝင်လေးတွေဖျားကတ်တူပြီးတော့လိုရာဆန္ဒပြုပါထူးထူးခြားခြားကံကောင်းပါမယ်ကျေးဇူးတင်ပါတယ်